မြစည်းမပိတ်တမြအားလုံးပဲမြင်လာပါခင်ဗျာနှစ်ပတ်တစ်ချိန်ထုတ်လွှင့်နေကြဖြစ်တဲ့မြစည်းမရဲ့စုခင်းလန်းကပန်ဒရင်အစီအစဉ်ကနေကြိုဆိုပါရစေအခုတပတ်စုခင်းလန်းကပန်ဒရင်အစီအစဉ်မှာတော့မြမအမျိုးသမီးတမက BWU ကအသွင်းရေးမှုဖြစ်တဲ့မဖိုးရာကိုဒီတော့တော်လန်ရေးနေဆက်ဒေတာမှာဖြစ်ပြနေတဲ့လိန်ချမ်းဖတ်မှုရဲ့အကြောင်းနဲ့တော်လန်ကာလာလိန်ချမ်းဖတ်မှုရဲ့အကြောင်းကိုအခုတပတ်ရဲ့စုခင်းလန်းကပန်ဒရင်အစီအစဉ်မှာတော့သူနဲ့ဆက်တွေ့မိမြန်းထားပါရခင်ဗျာ ဲ့ဆရာမမဖူရာမင်္ဂလာပါခင်ဗျဟုတ်ဟုတ်မင်္ဂလာပါရှင်ဟုတ်ကဲ့ဆရာမဒီပေါ့နော်ပြီးခဲ့တဲ့အပီပီဆိုင်ရာအမျိုးသမီးများနေမက်စလာရှိရဲ့နေတုန်းကဆိုရင်ဆရာဆရာမတို့ရဲ့မြန်မာမျိုးသမီးတမကပီဝီကပေါ့နော်ကျွန်တော်ဒီလောက်ဆိုရင်ထိုင်းမြန်မာနယ်စပ်မှာဖြစ်ပွားနေတဲ့ဒီအကြမ်းဖက်မှုတွေတိုးပွားလာတဲ့အခြေအနေပေါ်ဆွေးနွေးပွဲလုပ်တယ်လို့သိရပါတယ်ဆိုတော့ ကျွန်တော်မေးချင်တာပေါ့နော်ဆရာမဒီစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာဒီလိုနယ်စပ်ဒေသတွေမှာပေါ့နော်အကြမ်းဖက်မှုတွေကတော့ဘလောက်တိုးပွားလာလဲပေါ့နော်ပြီးတော့ဘလိုပုံစံမျိုးတွေတိုးပွားလာလဲဆရာမအဲ့ဒါလေးချက်လောက်ရှင်းပြပါအောင်ဆရာမ ဆိုတော့အာဒီ2021ပေါ့နော်အာနာသိမ့်ဖို့စူးစမ်းခဲ့တဲ့ကာလတစ်လျှောက်ပေါ့အခုဆိုရင်လင်းနစ်ကြော်ကာလလေးမှာဆိုလို့ရှိရင်တော့ဒီအကြံဖတ်မှုလို့ပြောရင်တော့ရာခိုင်နှုန်းအရကျမတို့ကြည့်မယ်ဆိုရင်တော့နည်းနည်းအခက်ခဲရှိရဲအာဒါပေမဲ့ဒီဒီအထူးသဖြင့်ထိုင်းမြန်မာနယ်စပ်မှာဆိုလို့ရှိရင်2021နောက်ပိုင်းမှာဝင်ရောက်လာတဲ့မြန်မာနိုင်ငံကသူတွေကအစုံအစုံလို့ဖြစ်တယ်ပေါ့နော်တချို့ကကြတော့လည်းနိုင်ငံရေးအခြေအနေကြဘလို့မှကိုမြန်မာပြည်မှာဆက်နေလို့မရလို့အာလာပြီးတော့မှခိုလုံရတဲ့အခြေအနေမျိုးတွေရှိရဲ့ တချို့ကြတော့လည်းအခုနောက်ဆုံးဒီအာအကြံဖက်စစ်အုပ်စုကနေပြီးတော့မှပြဋ္ဌာန်းလိုက်တဲ့ဒီအာဒီ construction law ပေါ့เนาะဒီစစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီးတော့မှရှောင်ပြေးလာရတဲ့ပြည်သူတွေရောလူငယ်တွေလည်းအများကြီးရှိတဲ့အပြင်ကိုအရင်ကတည်းကဒီပြောင်းရွှေ့လုပ်သမားတွေရဲ့ဥယျာလည်းအများများတယ်ဒါပေမဲ့ဒီကာလတွေမှာကျမတို့ပါကိုမြင်ရလဲဆိုတော့မတူညီရဲ့အကြမ်းဖက်မှုတွေအများစုကိုဒီထိုင်းမြန်မာနယ်စပ်မှာပုံမြင်ရတာရှိတယ်ပေါ့เนาะအထူးသဖြင့်ကျမတို့လှုပ်ဆောင်ပေးကူညီပေးနေတဲ့အတွေ့အကြုံအရဆိုလို့ရှိရင်ဒါ ဒီအိမ်တွင်အကြံဖတ်မှုတွေက ပို့ပြီးတော့များလာတလို့နောက်တစ်ခုကကြတော့ဒီအသက်အရွယ်ဒီမရောက်သေးတဲ့အမျိုးသမီး main ကလေးငယ်တွေကိုဒီအိမ်အောင်ရှိတဲ့ဒီအမျိုးသားပေါ့နော်အမျိုးသားတွေကနေပြီးတော့မှဖျားယောင်းသွေးဆောင်ပြီးလက်ထက်တဲ့ကိစ္စတွေပြီးလို့ရှိရင်ဒီကိုယ်ဝန်နဲ့အမျိုးသမီးတွေကိုထားခက်ခံရတဲ့ကိစ္စတွေနောက်တစ်ခုကဆိုလို့ရှိရင်ဒီအမ် အာဒီအမျိုးသားတွေအချင်းချင်းပေါ့နော်အထူးသဖြင့်ဒီစာတင်ကျောင်းတွေမှာအမျိုးသားတွေအချင်းချင်းကလေးငယ်ယောက်ျားလေးတွေအချင်းချင်းအာမတိမ်မှုတွေပြန်ကျူးလွန်တဲ့ကိစ္စတွေကိုအများစုကျမတို့အရင်ဆိုင်ကြုံတွေ့ရတဲ့အခြေအနေမျိုးတွေလည်းရှိရယ်ဒီလိုအခြေအနေတွေကလည်းဆက်ပြီးတော့မှတိုးများလာတဲ့အခြေအနေမျိုးတွေလည်းရှိရယ်ပေါ့နော်ဟုတ်ကဲ့ဆရာမဒီလို ဒါလားဒါဆိုရင်ဒါနေဆက်သူဒေတာတွေမှာပေါ့နော်ဒါအချိန်တွေလိမ်ကျမ်းမှတ်မှုအချိန်တွေတိုးဝလာအချိန်တွေပေါ့နော်ဆိုတော့ဆက်ဆက်ထဲကျွန်တော်မေးချင်တာပေါ့နော်ဆရာမဒီလိုနေဆက်ဒေတာတွေမှာရောဒီ BWU ကိုပေါ့နော်ဒီလိမ်ကျမ်းမှတ်မှုတွေကိုတိုင်ကြားလို့ရတဲ့ရန်ညားမျိုးရှိလားပေါ့နော်ဆိုတော့ရှိရင်ရောဘယ်လိုတိုင်ကြားလို့ရမလဲ BWU ကရောဘယ်လိုဆောင်ရွက်ပေးမလဲပေါ့နော်တစ်ဆက်ထဲမှာပဲဒီပြိပခနေမြေတွေမှာရောတိုင်ကြားလို့ရရန်ညားရောရှိလားပေါ့နော်အဲ့ဒါလေးဖြည့်ပြီးပေါ့ဆရာမ ဟုတ်အာနှစ်ပိုင်းတော့ဖြစ်မယ်ပေါ့နော်ကျွန်မအနေနဲ့ပထမဆုံးဒီတိုင်းမြန်မာနယ်စပ်ဘက်ကအာလှုပ်ဆောင်မှုတချို့ကိုနည်းနည်းဖလှယ်ပေးချင်ပါတယ်ဆိုတော့တိုင်ကြားမှုရန်တရားရှိလာလို့မေးတော့ရှိတယ်လို့တော့ဖြေလို့ရတယ်ပေါ့နော်သို့တော့လက်ဒါကလည်းမြန်မာအမျိုးသမီးတမကတစ်ဖက်ထဲအနေနဲ့လှုပ်ဆောင်နေတာမျိုးတော့မဟုတ်ဘူးကျွန်မတို့ဒီမဲဆောက်ဖက်မှာဆိုလို့ရှိရင်လည်းကျွန်မတို့ဒီ GVB CG ဆိုတဲ့ network တစ်ခုရှိတယ်အဲ့ network ဆိုလို့ရှိရင်ဒီတိုင်းမြန်မာနယ်စပ်အခြေဆိုင်နေတဲ့ဒီတိုင်းဒီ foundation နဲ့အပါအဝင်ပေါ့နော်မြန်မာအစုအဖွဲ့တွေ CSO အဖွဲ့အစည်းတွေအမျိုးသမီး ဖွဲ့စည်းတွေနဲ့စုပေါင်းဖွဲ့စည်းထားတဲ့ network ဖြစ်တယ်ဒီထက်မှဆိုရင်အဖွဲ့ပေါင်း24ဖွဲ့ပါတယ်ဆိုတော့ဒီအဖွဲ့ဒီ network ကနေပြီးတော့မှကျမတို့ဒီတိုင်ကြမှုရန်နေရာတွေကိုအစဉ်စဉ်ကင်တွယ်ကူညီဖြည့်ရှင်နေတာမျိုးရှိတယ်တစုံတရာဒီလင်အကြမ်းဖက်မှုကိစ္စတွေပဲဖြစ်ဖြစ်ဒီကျန်တာဟိုအခြေခံပြီးတော့မှဟိုဖြစ်ပေါ်နေတဲ့အကြမ်းဖက်မှုကိစ္စတွေပဲဖြစ်ဖြစ်ပေါ့နော်ဆိုတော့အသက်ဆိုင်ရာနေမြေမှာရှိနေတဲ့အာအမျိုးသမီးတွေပဲဖြစ်ဖြစ်ကလေးငယ်တွေပဲဖြစ်ဖြစ် သူတို့တွေကအဲ့ဒီအဖွဲ့တွေကနေတစင်တိုင်ကြလို့ရပါတယ်ရှင်တိုင်ကြရင်လိုအပ်ချက်ပေါ့နော်တိုင်ကြလာသူရဲ့လိုအပ်ချက်ပေါ်မှာမူတည်ပြီးတော့မှကျမတို့ကူညီဖြေရှင်းတာတွေလုပ်တယ်ဥပမာအနေနဲ့ဆိုလို့ရှိရင်မ safe house အရေးပေါ်လိုအပ်နေသလားတမဟုတ်ဘူးဆိုရင်တရားဥပဒေလမ်းကြောင်းအရာကျမတို့ကဒီထိုင်းနိုင်ငံမှာရှိတဲ့အတွက်ထိုင်းဥပဒေနဲ့ချိတ်ဆက်ပြီးလုံဆောင်ရမယ်လုပ်ငန်းစဉ်တွေအတွက်အကူအညီလိုအပ်တာလားပေါ့တမဟုတ်ဘူးဆိုလို့ရှိရင် ဥပမာကျမတို့မြန်မာအမျိုးသမီးတမကအနေနဲ့ဆိုလို့ရှိရင်ဒီအရေးပေါ်ကူညီပေးတဲ့အာကိစ္စတွေပေါ့နော်ဟိုအရေးပေါ်ပြောင်းရွှေ့ရတဲ့ဟာမျိုးလားသို့မဟုတ်တို့ရဲ့စာဝန်နေရေးကိုဖြည့်ရှင်ပေးရတဲ့ကိစ္စမျိုးလားသို့မဟုတ်တို့ရဲ့ဒီဟိုအရေးပေါ်ကျန်းမာရေးဟိုဆောင်ရှောက်ဖို့အတွက်လိုအပ်တဲ့အကူအညီမျိုးလားအဲ့လိုမျိုးတွေကိုကျမတို့က တိုင်ကြားလာတဲ့သူရဲ့လိုအပ်ချက်ပေါ်မှာမူတည်ပြီးတော့အချင်းချင်းချိတ်ဆက်ပြီးတော့မှအကူအညီဖြည့်ရှင်နေတဲ့ကိစ္စတွေကိုကျမတို့အခုချိန်ထိတော့လှုပ်ဆောင်နေရပေါ့နော်ဒါကလည်းခုနကပြောလို့မဲဆောက်ဖွဲ့မှာရှိနေတဲ့အစုဖွဲ့တွေရဲ့ပေါင်းစည်းဖက်စည်းထားတဲ့ network ကနေတက်ဆင်ကျမတို့အကူအညီနေတဲ့ဟာမျိုးရှိရဲ့နောက်တစ်ပိုင်းကကြတော့ဒီပဋိပက္ခဖြစ်နေတဲ့နေရာပေါ့နော်ဆိုတော့ကျမတို့မြန်မာအမျိုးသမီးတမကအနေနဲ့ကကြတော့ကျမတို့အကြီးကလှုပ်ဆောင်နေတာကကြတော့ဒီ drive zone လို့ခေါ်ရဲကျမတို့ဒီအဟို အညာဒေတာဘက်ပေါ့နော်ဟိုအထူးသဖြင့်စကိုင်းတို့မကူရီတို့ဘက်ကိုကျမတို့အဓိကပြင်မှတ်ထားပြီးလှုပ်ဆောင်နေတဲ့အဖွဲ့အစည်းဖြစ်တယ်ဆိုတော့ကျမတို့မြန်မာအမျိုးသမီးတမကအနေနဲ့ဆိုလို့ရှိရင်လည်းအတန်းဖတ်မှုပုံစံမျိုးစုံရှိနေတဲ့ထဲကနေမှကျမတို့အဓိကကူညီဆောင်ရွက်ပေးပြီးထိတ်ဆက်မှုတွေလုပ်နေတာကတော့ဒီလိမ်မန်းဆိုင်ရာအတန်းဖတ်မှုပေါ့နော်လေမန်းဆိုင်ရာအကြံဖတ်မှုလို့ပြောရင်လေလက်နဲ့ခံအစုအဖွဲ့တွေကနေပြီးတော့မှပြုကျင့်တဲ့ကျူးလွန်တဲ့လေမန်းဆိုင်ရာအကြံဖတ်မှုတွေနဲ့ပတ်သက်ပြီးတော့မှ ကျမတို့ဒီအချက်လက်ကောက်ယူတာမျိုးတွေရှိရဲ့ပြီးတဲ့ခါကျ survivor တွေကိုကျမတို့ပြန်ပြီးတော့မှခုနကလိုအပ်တဲ့သူတို့ရဲ့လိုအပ်မှုပုံမှန်မှုတည်ပြီးတော့မှအရေးပေါ်ကူညီတဲ့ကိစ္စတွေလုပ်တယ်ဒီတချို့အမှုတွေဆိုရင်ဥပမာပြီးသွားတဲ့ဒီအာဒီမီဒီယာတွေအများကြီးပုံမှန်လဲတက်လာတဲ့ကံလူကိစ္စလိုဟာမျိုးဆိုရင်ကျမတို့က publicly ကိုကျမတို့အာဒါဖော်ထုတ်တဲ့ကိစ္စတွေတက်ဆိုင်ရာအစုဖွဲ့တွေနဲ့ကျမတို့အာတွေးဆောင်ပြီးတော့မှဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှအာတစုံတရာအရေးယူမှုဖြည့်ရှင်း င်းပင်းမှုဖြစ်လာဖို့အတွက်တိုက်တွန်းတဲ့ကိစ္စတွေတော့ကျမတို့ဒီမြင်ပြင်ကနေပြီးတော့မှလှုပ်ဆောင်နေတာတွေတော့ရှိပါတယ်ရှင်။ဟုတ်ကဲ့ဆရာမဒီဆရာမပြောရတဲ့မှာဒါတိုင်ကြားလို့ရရန်ရလည်းရှိလို့လှုပ်ဆောင်နေတဲ့လှုပ်ဆောင်မှုတွေလည်းပြောရပါဘူးเนาะဆိုတော့ကျွန်တော်သိချင်တာကဘောเนาะတစ်ဆယ်ထဲမှာပဲဒီထိုင်းနယ်ဟိုထိုင်းမြို့မှာနေဆက်လူဒေတာတွေ မှာပဲဖြစ်ဖြစ်ပေါ့နော်ပြိပခါရီမှာဖြစ်ဖြစ်ရှမောင်းစီတိုင်ကြတဲ့အမှုပေါင်းอ่ะရောဟိုမှာရာကန်တော့အဖြစ်ဘလောက်ဘဏမှုလောက်ရှိပြီလဲရှမရေတွက်ပြောလို့ရတယ်ပြောလို့ရလားပေါ့နော်ဒီထဲမှာဟိုရှမတို့ဟိုဆောင်ရွက်ပေးပြီးဖြည့်ရှင်းပစ်လိုက်တဲ့အမှုอ่ะရောဘလောက်ရှိနေပြီလဲပေါ့နော်အဲ့အလေးလဲပြောပြလို့ရလားပြောပြပြပါလားရှမอืม တော့ထိုင်းမြန်မာနယ်စပ်မှာကကြတော့ခုနပြောလို့ရာခိုင်နှုန်းအရာကတော့ကျမတို့ဘလောက်ဆိုရဲဟာမျိုးကတော့တွေ့ဖို့အရင်ခက်တယ်အာအဓိကကကြတော့ဟိုပြောင်းရွှေ့လာတဲ့လူတွေဝင်လာတဲ့လူတွေကဟိုအပြောင်းလဲအများကြီးရှိတယ်မိသားစုအလိုက်ရောပြီးတဲ့ခါကျရင်ဟိုအာလူငယ်လူတို့တဲ့အရာရောပေါ့နော်စသဖြင့်အဲ့လိုအခြေအနေမျိုးမှာကျမတို့ကအာနေရာဒေတာအပေါ်မှာလိုက်ပြီးတော့မှရာခိုင်နှုန်းအရာတွေ့ချက်ဖို့တော့အရင်ခက်ခဲတယ်သို့တော်လည်းပဲကျမတို့ဒီကုညီဖြည့်ရှင်းရတဲ့အတွေ့အကြုံအရဆိုလို့ရှိရင်ကျမတို့ပြောနိုင်တာတခုကကြတော့ဒီအကြံဖက်မှုတွေက2000 2021မတိုင်ခင်ကနဲ့အချိန်နေနဲ့ကျမတို့နိုင်ရှင်ကြည့်မယ်ဆိုရင်ပို့ပြီးတော့မှတို့ရဲ့လိုအပ်ချက်တွေများလာတယ်ဒီအမှုတွေတိုင်ကြားလာတာတွေပိုများလာတယ်နောက်တစ်ခုကတိုင်ကြားနိုင်တဲ့ရန်တရားတွေရှိတဲ့အပေါ်မှာပို့ပြီးတော့မှချိတ်ဆက်မှုတွေနဲ့တိုင်ကြားလာတဲ့ဟာမျိုးတွေကတော့ပို့ပြီးတော့များတယ်ပေါ့နော်ဆိုတော့ဒါကတော့ timing မှာနေဆက်ပေါ့နောက်တစ်ခုကကြတော့ အာပြည်ပမှာဆိုလို့ရှိရင် ခုနကကျမပြောသွားသလိုပဲကျမတို့ကတကယ်တည်းအာလက်နက်ကရအုပ်စုတွေရဲ့ကျူးလွန်တဲ့လိမ်ပိုင်းဆိုင်ရာအကြံဖတ်မှုတွေကိုကျမတို့ကဒီအဓိကထားပြီးတော့မှကူညီပံ့ပိုးနေတဲ့ကိစ္စတွေလို့တော့ကျမဒီအနည်းဆက်ဆုံးပေါ့2024တခုထဲကူပဲပြောမယ်ဆိုလို့ရှိရင်ကျမတို့အာအာမြို့သမီးဒီ survivor ပေါ့နော်အမှုပေါင်း80နီးပါးကိုကျမတို့အာကူညီဖြည့်ရှင်ခဲ့ရတာတွေရှိပါတယ်ရှင် ဟုတ်ကဲ့ပါဆရာမကျေးဇူးများတင်ပါတယ်ဆရာမပြီးတော့တစ်ဆက်သေးကျွန်တော်မေ့ချင်တာပေါ့နော်ကျွန်တော်ဒီပရိပခနယ်မြေမဟုတ်တဲ့နေရာတွေပြီးတော့ဟိုနယ်ဇက်ဒေတာလို့မဟုတ်တဲ့နေရာတွေဖြစ်တဲ့ပေါ့နော်ဒီကျွန်တော်တို့တရားမြန်မာတွေအတွက်တရားဥပဒေစိုးမိုးတဲ့စိုးမိုးမှုအားနဲ့ကျွန်တော်တို့ထိုင်းနိုင်ငံလိုနေရာမျိုးမှာပေါ့နော် လုပ်ငန်းခွင် sexual harassment တွေရောရှိလားဆရာမပြီးတော့ ရှင့်ရောဆ iam တို့စီဟိုဆ iam တို့မြန်မာအမျိုးသမီးတမကပေါ့နော် BW ကိုတိုင်ကြားလို့ရလားရရင်ရောဘယ်လိုဆောင်ရွက်ပေးလဲပေါ့နော်မရရင်ရောဘာကြောင့်မရလဲအဲ့အရာလေးလည်းသိကြပါရဲ့ဆ iam ဆိုတော့အာလုပ်ငန်းခွင်လေပန်းဆိုင်ရာအကြံဖတ်မှုတွေကအခုနောက်ပိုင်းဆိုရင်ပို့ပြီးတော့မှအာကျွန်မတို့ပို့မြင်လာရတယ်ပေါ့နော်ပို့ကြားလာရတယ်အာအထူးသဖြင့်ကကျွန်မထင်တယ်ဒါဆိုရှယ်မီဒီယာတွေရဲ့အကောင့်မှုတစ်ခုလည်းပါမယ်လို့တော့မြင်နေပေါ့နော်နောက်တစ်ခုကတော့လူတွေကဒီကိစ္စတွေကိုထုတ်ဖော်ပြောဆိုဖို့ဆိုတာကအထူးသဖြင့်အမျိုးသမီးတွေအတွက်ကအရန်ကိုစိန်ခေါ်မှုများတဲ့ကိစ္စဖြစ်တယ်ကျွန်မတို့နိုင်ငံရဲ့ရိုးရာယဉ်ကျေးမှုဒလိထုံတန်းတွေပြီးဖွာရကြီးဆိုးတဲ့ကိစ္စတွေကဒီလိုဒီလိုလိမ်ပန်းဆိုင်ရာအထူးသဖြင့်ပေါ့နော်ဟို အကြံဖက်ခံရတဲ့ကိစ္စပဲဖြစ်ဖြစ်လုပ်ငန်းခွင်ထဲမှာအလိမ်ပိုင်းဆိုင်ရာအမြင့်ထုတ်ခံရတဲ့ကိစ္စမျိုးပဲဖြစ်ဖြစ်အမျိုးသမီးတွေအနေနဲ့ကထုတ်ဖော်ပြောဆိုဖို့အတွက်ဆိုရင်တို့တွေအတွက်ကအများကြီးစဉ်းစားရတဲ့ဟာမျိုးရှိတယ်စိန်ခေါ်မှုတွေအများကြီးရှိတယ်အထူးသဖြင့်ဗာအမခံချက်မှမရှိနေဘူးနောက်တစ်ခုကတရားဥပဒေစိုးမှုလို့ပြောရင်ကျမတို့နိုင်ငံလက်ရှိချိန်တွေကတရားဥပဒေစိုးမှုကဟိုရေချိန်အမအောက်ဆုံးအထိကိုရောက်နေတဲ့အချိန်မျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ထိုင်းနိုင်ငံလိုနေရာမျိုးမှာကြတော့ပို့ဆိုးတာက တိုင်ကြားတဲ့သူတွေအနေနဲ့တိုင်ကြားမဲ့ဆိုလို့ရှိရင်တော့တိုင်ကြားတဲ့သူတွေအနေနဲ့ပထမဆုံးဘာလက်မှတ်အထောက်ထားမှမရှိနေတဲ့ပြဿနာတွေကအရင်ဆိုင်ကြုံတွေ့ရတယ်။အဲဒုတာတစ်ခုကကြတော့ခုနလိုမျိုးဟိုထပ်ပြီးတော့မှဟိုကျူးလွန်တဲ့အစုအဖက်တည်လုံငန်းခွင်ပေါ့နော်အစုအဖွဲ့တွေလည်းရှိကောင်းရှိမယ်တကယ်ဒီဒီထိုင်းနိုင်ငံမှာရှိနေတဲ့မဆက်ယုံအလုပ်သမားတွေပဲဖြစ်ဖြစ်ပြီးတဲ့ခါကျလို့ရှိရင်တက်ဆိုင်ရပေါ့နော်လုပ်ငန်းနေရာဒေတာလုပ်ငန်းခွင်တွေမှာဖြစ်နေတဲ့ကိစ္စတွေဆိုလို့ရှိရင်ခုနပြောလို့ လက်မှတ်တစုံတရာရှိတဲ့သူအတွက်ကပို့ပြီးတော့မှအာမခံချက်ပို့ရှိတယ်လို့တော့ပြောလို့ရနိုင်တယ်။ဘာလို့လဲဆိုတော့ခုနပြောလို့ကျမတို့ဒီ network ထဲမှာဆိုလို့ရှိရင်လည်းဒီ time မှာ foundation အနေနဲ့တရားဝင်အလုံးလုံးနေတဲ့ facility တွေရှိတယ်။အဲ့လိုအဲ့လိုအခြေအနေမျိုးဆိုလို့ရှိရင်ဒါတရားဥပဒေလမ်းကြောင်းအရကျမတို့အဆုံးထိကိုကူညီပေးလို့ရတဲ့ဟာမျိုးတွားလို့ရတဲ့ဟာမျိုးတွေဖြစ်ပေမဲ့တော်တော်များများဒီလုပ်ငန်းခွင်လိမ်ပန်းဆိုင်ရာအကြံဖက်မှုတွေဆိုလို့ရှိရင်တော်ယုံထုတ်ပြီးတော့မှဟိုတိုင်ကြားလာတာမျိုးအဆုံးထိလိုက်တဲ့ဟာမျိုးကတော့နည်းနည်းရှားသေးတယ်လို့ တော့ကျမအနေနဲ့တုံ့သက်မိတယ်အဓိကကျတော့ အာဒီတရားရည်ရင်ရင်ဆိုင်ပြီးဆိုရင်နံပါတ်1ကအချိန်ကြီးအရန်ပေးရလာပြီနံပါတ်2ကငွေကုန်ကြေးကြရအရန်များလာပြီနံပါတ်3ကဘယ်အချိန်မှဒီတရားများတမှုဆိုရဲဟာကိုရမလဲမသိရဲ့အချိန်မှဒီတိုင်ကြားတဲ့သူတွေကိုနိုင်ကူကလည်းနေ့စဉ်ဒူဝါစာဝတ်နေရတဲ့အတွက်ရုံးကန်ဖြည့်ရှင်းနေရတဲ့သူအများစုဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီတရားဥပဒေဟိုရဖို့အထိသို့မဟုတ်တရားများတမှုရဖို့အထိဆိုရဲဟာမျိုးမှာတော့တွားပြီးတော့စိန်ခေါ်မှုတွေအများကြီးအာကျမတို့အခုချိန်ဒီမြင်တွေ့နေရတာတွေတော့ရှိပါတယ်ရှင် ဟုတ်ကဲ့ဆရာမဒီဆရာမပြောရရင်မှာအဓိကထိုင်းမြန်မာနယ်စပ်ကိုပဲအဓိကဦးစားပေးပြောရဲဆိုတော့တခြားနေရာတွေကိုဆရာမလလန်းမမီရဲ့နေရာတွေရောဆရာမဆရာမတို့အနေနဲ့တိုးချဲ့ပြီးလှုပ်ဆောင်သွားဖို့ရှိပါလားပေါ့နော်ဘယ်လိုလှုပ်ဆောင်သွားဖို့ရှိလဲပေါ့နော် အာဒီကိစ္စတွေပေါ့နော်အထူးတဖြစ်လုပ်ငန်းခွင်မှာဆိုလို့ရှိရင်ဒီလည်းမဆန်အကြံဖတ်မှုတွေနဲ့ပတ်သက်ရင်အာနှစ်ပိုင်းတော့ရှိမှထင်တယ်ကျွန်မထင်တယ်ဒီအကြီးကက public sector တွေမှာအလုံးလုံးနေတဲ့အခြေအနေမျိုးရှိတဲ့အမျိုးသမီးတွေရှိမယ်ပြီးတဲ့ခါကျရင်အခုနောက်ပိုင်းဆိုလို့ရှိရင်ဒါကျွန်မတို့ဒီလူခွင့်ရေလောက်ကိုင်းဆောင်ရွက်နေတဲ့အစုအဖွဲ့တွေမှာကိုယ်တိုင်ကိုယ်ကလုပ်ငန်းခွင့်လည်းမဆန်အကြံဖတ်မှုကိစ္စတွေပေါ်ပေါ်ထင်ထင်ကျူးလွန်နေတာတွေထုတ် ပြောလာတဲ့အမျိုးသမီးတွေကိုတော့ပြန်ချင်းချောက်ပြီးတော့မှအတေးဖြတ်တဲ့ကိစ္စတွေအားစကျွန်မတို့မြင်တွေ့နေရတာမျိုးတွေတော့ရှိတယ်ပေါ့နော်ဆိုတော့မြန်မာအမျိုးသမီးတမကအနေနဲ့ကကြတော့ကျွန်မတို့စီကိုတိုက်ရိုက်တိုက်ကြားလာတဲ့အကူအညီတောင်းလာတဲ့အာဆိုတဲ့သူတွေကိုတော့ကျွန်မတို့ကတော့အာစူးစမ်းပြီးတော့ကူညီပံ့ပိုးတဲ့ဟာမျိုးတွေလုပ်တယ်အာမတ်တမန်ရာတွေနဲ့ဟိုတွေးဆမှုလိုအပ်တဲ့အစုအဖွဲ့တွေနဲ့လည်းအဲ့လိုမျိုးတွေးဆပြီးတော့မှစကားပြောတဲ့ဟာမျိုးတွေလုပ်တယ်ပေါ့နော်ဒါပေမဲ့တရားဥပဒေပိုင်အရာဆိုလို့ရှိရင်ကျွန်မတို့ကိုယ်တိုင်ကအခုချိန်ထိတရားဥပဒေအရာနီလန်အရာတို့ကို ုတရားမျှတမှုရအောင်ဆိုတဲ့ဟာမျိုးကကျမတို့အတွက်လည်းလက်လံမမိနေသေးတဲ့အခြေအနေမျိုးဖြစ်တယ်။ဘာလို့လဲဆိုတော့ကျမတို့ကိုယ်တိုင်ကလည်းဒီမြန်မာနိုင်ငံအထဲမှာမဟုတ်ပဲနဲ့ကျမတို့ကိုယ်တိုင်ကနေဆက်တဲ့နေရာမှာအာ ဆက်ပြီးတော့မှရက်တီပီလောက်ကန်ဆောင်ရွက်နေရတဲ့အစုဖက်လည်းဖြစ်နေတဲ့အပေါ်မှာဒီတရားဥပဒေလက်ကြောင်းအရဆိုရင်တော့ကျမတို့လက်လံတော့မမီဘူးတိုးတော်လည်းပဲဒီလိုအရေးကိစ္စတွေကကျမတို့ထုတ်ဖို့မပြောနိုင်ဘူးဆိုရင်ပုံပြီးတော့များလာမယ်ဆိုတာကိုလည်းကျမတို့တွေလည်းတုံ့တန်းမိရဲကျမတို့အဖက်တစ်ခုထဲတော့မဟုတ်ဘောနော်အမျိုးသမီးအဖက်စီတွေဂျန်နာရေးလုံးနေတဲ့အဖက်စီတွေနေနေဆိုရင်ကျမတို့တွေကတော့တက်နိုင်တမျှတော့ဒီလုပ်ငန်းခွင်တွေမှာခုနကပြောသလိုမီဒီယာအစုဖက်ကပဲဖြစ်ဖြစ်ဒီလူခွင့်လုံး ကင်နေတဲ့အစုအဖွဲ့တွေထဲကမှဖြစ်ဖြစ်ဒီဒီပြပအပင်ပဒီလုပ်ငန်းခွင်တန်းမှာဖြစ်နေတဲ့ကိစ္စတွေပဲဖြစ်ဖြစ်ကျမတို့ကတော့လက်လမ်းမိတလောက်တော့ထုတ်ဖို့ပြောဆိုမယ် awareness ပို့ဖြစ်အောင်လုပ်မယ်ပေါ့နော်ဆိုတော့အာဒီကိစ္စတွေကိုတော့ကျမတို့တောက်လျှောက်တော့လှုပ်ဆောင်သွားဖို့တော့ရှိပါတယ်ရှင်ဟုတ်ကဲ့ဆရာမကျွန်တော်နောက်တစ်ပိုင်းအနေနဲ့ဒီတော်လန်ကြီးပိုင်းကိုတွားကြည့်ပါတယ်ဆရာမဒီကျွန်တော်အခုဆိုရင်ပေါ့နော်ဒီဆက်အနာရှင်ကိုတော်လန်နေတဲ့ အဖွဲ့အစည်းရဲ့အတွင်းမှာပဲဖြစ်ပေါ်နေတဲ့လိန်ကျမ်းဖက်မှုတွေကအတွက်ကိုရောဆ iam အနေနဲ့ပါပြောကျင်တယ်ပြော့မျက်နာသူတွေဘက်ကရောတကယ်တရားမျှတမှုတွေရရလာပေါ့နော်ကျူးလွန်သူတွေကရောထိုက်တန်တဲ့ပြစ်ဒဏ်တွေခံစားရတာမျိုးရှိတယ်ရှိရလားလို့ဆ iam ဘယ်လိုပြောကျင်လဲခင်ဗျာ မတော်မြန်မာနိုင်ငံမှာကဒါဒီ2021မတိုင်ခင်ကတည်းကဒါအကြံဖက်ဆုပ်စုအနေနဲ့ဒီအယက်သားအမျိုးသမီးတွေအပေါ်တိုင်းရင်းသူအမျိုးသမီးတွေအပေါ်ကိုလိမ်ပန်းဆန်ရအောင်ကိုအာပြုကျင့်တဲ့ကိစ္စတွေကျူးလွန်တဲ့ကိစ္စတွေကတို့ကလုံးဝအာစနစ်ကြကြောင်းကိုဒါလုံးဝဟိုအပြစ်ပေးအေးအေးယူမှုကင်းလွတ်ခွင့်ရှိရှိနဲ့ကိုလှုပ်ဆောင်ခဲ့တာနှစ်ပေါင်းအများကြီးရှိရလေနော်ဒါတွေကိုကျမတို့ကဆက်မဖြစ်ဖို့တရားမျှတမှုကိစ္စတွေပြီးတဲ့အခါကျလို့ရှိရင်ကျူးလွန်နေတဲ့သူတွေကိုအာအပြစ်ပေးအေးအေးယူမှုကိစ္စတွေဖြစ်ဖို့ကျမတို့ စီယုံလှုပ်ဆောင်ရေးတွေအများကြီးလှုပ်ဆောင်ခဲ့တာတွေရှိတယ်ပြည်တွင်းမှာရောပြည်ပမှာရောလှုပ်ဆောင်ခဲ့တယ်ဒီ2021ကာလမှာဆိုလို့ရှိရင်လည်းပဲအာခုနကဟိုစိတ်မကောင်းစွာပေါ့နော်ဟိုကျမတို့မမြင်ချင်တဲ့ဟာမျိုးကျမတို့လက်မခံချင်တဲ့ဟာကိုကျမတို့ကြုံနေရတဲ့ဟာကဒီကျမတို့ဒီတော်လိုင်းအင်အားစုတွေကိုနိုင်ကပြန်ပြီးတော့မှကျူးလွန်တဲ့လိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေရဲ့ပမာဏကနှစ်စဉ်နဲ့အမျှမြင့်မားလာတဲ့ကိစ္စပေါ့အာအထူးသဖြင့်ဟို dry zone လိုမျိုးနေရာမှာဟိုလက်နဲ့ကိုင်အစုဖက်တွေအရင်များလာတယ်။တာဝန်ယူမှုတာဝန်ခံမှုတစုံတရာကဟိုယော့နေနေတဲ့နေရာဒေသတွေမှာအမျိုးသမီးတွေနဲ့ main clinic ငယ်တွေကပြတ်မထားခံနေရတဲ့အခြေအနေမျိုးဖြစ်တယ်။တိုင်ကြားရင်လည်းတိုင်ကြားတဲ့သူကအချင်းချင်းခံရတဲ့အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေမျိုးဖြစ်တယ်။ဆိုတော့အာဒီကိစ္စတွေကိုအာစနစ်တကျအကိုက်အတွက်ဖြည့်ရှင်းတဲ့ရန်တရားရှိလားဆိုရင်ဘုပ္ပိနေလေးတုံးတက်ရမယ်ဆိုရင်မရှိဘူးလို့တော့ကျွန်မမြင်တယ်။အာဘာလို့အဲ့လိုပြောရလဲဆိုလို့ရှိရင် ဟိုပို့ပြီးများလာတဲ့ဒီအမှုတွေကျမတို့လက်ခံရရှိတဲ့အမှုတွေပေါ်မှာအခြေခံပြီးပြောတာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကြာရင်ကျူးလွန်ခံရတဲ့သူပေါ့ survivor တွေပေါ့အရှင်တန်ကျန်ရဲ့သူအမျိုးသမီးတွေနဲ့တရားမျှတမှုရလာဆိုလို့ရှိရင်မရဘူးဘာလို့လဲဆိုတော့နံပါတ်1ကတို့တို့ကိုယ်တိုင်ဒီပဋိပက္ခဖြစ်နေတဲ့မြေပြင်မှာရှိနေတဲ့အမျိုးသမီးတွေဖြစ်တယ်နံပါတ်1ဒီသူတို့ကိုကျူးလွန်သွားတဲ့သူဒီလက်နက်ကအစုဖက်တဆုစုထဲကသူတွေဖြစ်တယ် လက်နက်ကင်လို့ပြောတဲ့နေရာမှာအကြံဖက်စစ်အုပ်စုကအာတပ်သားတွေပါတယ်လို့ဒီကျမတို့အဲ့မြေပြင်တွေမှာ base လုံးနေတဲ့အခြေစိုက်တဲ့ဒီ online in အစုထဲကသူတွေလည်းဖြစ်တယ်ဆိုတော့တရားမျှတမှုအရာက ဘလို့မှသူတို့အတွက်ကိုလက်နက်မမီတဲ့အခြေအနေမျိုးဖြစ်တယ်။နံပါတ်၁ကကြတော့ခုနကပြောသလိုမျိုးပဲကျမတို့မှာတရားရေးမှန်းနိုင်ကမရှိတော့တလို့ဖြစ်တယ်။ဆိုတော့တချို့နေရာမှာတချို့ဒီမြန်မာပြည်ရဲ့တချို့နေရာမှာတချို့တိုင်းရင်းသားအာအင်အားစုတွေရှိနေတဲ့နေရာမှာတော့သူတို့ရဲ့ဒီတရားဥပဒေရေးမှန်းနိုင်နေတဲ့သူတို့တော့တွားနေတဲ့ဟာမျိုးတွေဆိုလို့ရှိရင်တစုံတရာတော့အာရှိကောင်းရှိမယ်။ဒါပေမဲ့ဒီလိုစခိုင်းလိုဒေတာမျိုးမကွေးလိုဒေတာမျိုးစသည်ဖြစ်ပေါ့နော်။ဒါအရင်အလန်းဝေးတယ်လို့ကျမတို့ကတော့တုံသက်တယ်။ နောက်တစ်ခုကကြတော့အာဒီလိုကိစ္စတွေပြောပြီးဆိုလို့ရှိရင်ဒါဟိုကျမတို့မြင်တာပေါ့နော်ဒီအလက်ရှိကျမတို့ရဲ့ဒီဂျာကာလာအစိုးရလို့ပြောတဲ့ဒီ NUG ပေါ့ NUG ရဲ့အာ အာဒီကိစ္စတွေလိမ်ပန်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီးတော့မှမူ policy တွေအာသူတို့စီမှာဒီ military code of conduct တွေထောက်ထားတယ်ဆိုပေမဲ့လည်းပဲတကယ်မြင်ပြမှာဒီလိုကိစ္စတွေကျူးလွန်မှုတွေဖြစ်ပြီးဆိုရင်အရေးအရေးယူမှုကဏ္ဍပေါ့နော်ဟိုကျူးလွန်သူတွေကိုအရေးယူမှုကဏ္ဍရှင်တန်လွတ်မြောက်လာသူတွေကိုပြန်ပြီးတော့မှကုစားပေးတာပဲဖြစ်ဖြစ်အကူအညီပံ့ပိုးမှုတွေတစုံတရာပေးတာပဲဖြစ်ဖြစ်ဒီလိုကဏ္ဍတွေမှာအရန်အားနည်းနေသေးတယ်လို့ကျမတို့မြင်ရတယ်ဆိုတော့ကျူးလွန်သူတွေကျူးလွန်သူတွေက အာသူတို့ထိုက်တဲ့နဲ့ပြစ်ဒဏ်ရလာဆိုရင်အခုချိန်ကြီးကျမတို့ကမမြင်ဘူး။ဘာလို့လဲဆိုတော့ဟိုဒီအမျိုးသမီးအဖွဲ့အစည်းတွေတွတ်တွန်တိုက်တိုက်နဲ့လောက်ပါဟဲ့အပြစ်ပေးရယူမှုကိုဖော်ဆောင်ပေးပါဟဲ့ဆိုပြီးတော့မှအတင်းတွန်းတဲ့အချိန်မှာသူတို့ရဲ့ရန်တရားအရာအခုထိကျမတို့မြင်ရတာကဟို position ကနေပြီးတော့မှအလုတ်ရက်နားလိုက်တယ်အလုတ်ထုတ်လိုက်တယ်ဆိုတော့ပြစ်ဒဏ်လောက်ပဲကျမတို့မြင်ရတယ်။ဆိုတော့အချင်းချင်း လိမ်ပန်းဆက်ရအကြက်ဖက်ခံရတဲ့အမျိုးသမီးတယောက်အနေနဲ့အအကျဉ်းကျဉ်းမတင်းချင်းခံရတဲ့အမျိုးသမီးတယောက်အနေနဲ့တရားမျှတမှုရှိလာဆိုမရှိနိုင်ဘူးလေဒီလူတယောက်ကဟိုသူ့ယာဒူးကနေသူ့ ရက်နာလိုက်ရတယ်ဆိုတာကတကယ်တရားများတာမှုမဟုတ်ဘူးလို့တော့ကျွန်မမြင်တယ်။ဒါကြောင့်မို့လို့ဒီလိုအကျွလုခံရတဲ့ကိစ္စတွေထပ်မဖြစ်ဖို့အတွက်ပြီးတဲ့ခါကျရင်ဒီရှင်သန်လွတ်မြောက်လာသူအမျိုးသမီးတွေ main clean ငယ်တွေရုပ်ဆောင်သူ LGBT community ထဲကအာတခြား gender identity တွေအတွက်ကိုပါတေချာစီးနာမှုရှိတဲ့ဟိုအာ mechanism တွေပေါ့เนาะကာကွယ်ပေးနိုင်တဲ့ရန်တရားတွေအာစနစ်တိကျထက်ရှိဖို့လိုတယ်ကျွလုံတဲ့သူတွေကိုလည်းအပြစ်ပေးအေးအေးယူမှုလောက်တဲ့အပိုင်းမှာလည်းပိုပြီးထိထိရောက်ရောက်နဲ့အာဖြစ်ဖို့လိုတယ်လို့တော့ကျမတို့အနေနဲ့တော့သုံးသပ်ပါရရှင်ဟုတ်ကဲ့ပါရှင်မအခုလိုပြပြဆိုဆိုဖီချာပေးတော့တယ်ကျေးဇူးတင်ပါတယ်ပေါ့เนาะဒီနောက်ဆုံးအနေနဲ့ကျွန်တော်မေ့ချင်တာပေါ့เนาะအခုဆိုရင်ဒါလက်ရှိဖြစ်ပေါ်နေတဲ့ကဘာကြီးပုံမှာဖြစ်ပေါ်နေတဲ့ American အစိုးရတိကျအကူအညီပေးရေးရပ်တန့်လိုက်တဲ့အပေါ်ကို ကျွန်တော်မြမလူခွင့်ရေးတန်သူညီမြရေးပေါ့နော်ဒီဂျာမဂျန်တာရေးရစားတဲ့အပေါ်တွေကိုဒီလိုရက်တက်လိုက်တဲ့ဟာကတက်ရောက်မှုရှိနိုင်လားဆရာမ အာတက်ရမှုရှိလားဆိုရင်တော့တော်တော်လေးတော့ရှိတယ်လို့တော့ကျမတို့တွေအာအနေနဲ့မြင်ရတယ်ပေါ့နော်မြင်ရတယ်ဆိုတာကလည်းဒီဒီ Trump administration တက်လာပြီးတဲ့နောက်ပိုင်းမှာသူတို့ suspend လုပ်လိုက်တဲ့တချို့တချို့ကိစ္စတွေကတော့အခုချိန်ကြီးကတော့ suspend လုပ်ထားတဲ့အခြေအနေမျိုးဖြစ်ပြီးမဲ့တချို့ကတော့လုံးဝဟိုရက်ဆိုင်လိုက်တဲ့အခြေအနေမျိုးတွေလည်းကျမတို့ကြားရတယ်လေနော်ကျမတို့မြန်မာအမျိုးသမီးတမကကိုတိုင်ကိုတိုင်ကိုတိုင်ကလည်းပဲအရင်ဆိုင်ကြုံတွေ့နေရတဲ့အခြေအနေမျိုးတစ်ခုဖြစ်တဲ့ဘလောက်ထိတက်ရမှုရှိလဲဆိုတဲ့ဟာကကြတော့အာ စုတစ်ဖက်ပြီးရင်ဟိုလှုပ်ဆောင်နေတဲ့ဟိုအဖက်တွေရဲ့တို့ရဲ့လှုပ်ဆောင်မှုတွေပေါ်မှာတော့အများကြီးတော့သွားပြီးတော့စကားပြောရဲပေါ့နော်ကျွန်မဥပမာတစ်ခုနေနဲ့ပဲပြောမယ်ဆိုရင်အာကျွန်မတို့မြန်မာအမြင်သမီးတမကဆိုရင်ခုနကပြောတဲ့ဒီတကက်စစ်ပဋိပက္ခနေရာဒေသမှာရှိနေတဲ့လင်အကြံဖတ်မှုကိုအာအကျူးလွန်ခံရတဲ့အမျိုးသမီးတွေကိုအရေးပေါ်ကူညီကယ်ဆယ်တဲ့ကိစ္စတွေအရေးပေါ်အာပံ့ပိုးနေတဲ့ကိစ္စတွေဆိုလို့ရှိရင် အရန်ထိခိုက်တယ်လေ အဲဒီဒီပစ္စံတွေကို suspend လုပ်ခံထားရတဲ့အတွက်ကျမတို့ကဆက်ပြီးမကူနိုင်တော့တဲ့အားမျိုးဖြစ်တယ်။အာဒီပစ္စံကိုတုံးပြီးတော့ပေါ့နော်။ပြီးတဲ့အခါကျလို့ရှိရင်ကျမတို့မြင်ပြင်မှာအသက်အန္တရာယ်တွေကြားတဲ့ကအလုပ်လုပ်ပေးနေရတယ်ကျမတို့လူတွေရှိရဲ့။ဆိုတော့သူတို့တွေရဲ့လုံခြုံရေးကိစ္စသူတို့တွေရဲ့အာဒီအလုပ်တွေဆက်လုပ်နိုင်ဖို့ကိစ္စတွေကိုကျမတို့ထောက်ပံ့ဖို့အတွက်မှာအဟန့်တားတွေအများကြီးဖြစ်စေတယ်။သို့တော်လည်းကျမတို့မြန်မာအမျိုးသမီးတမကကြတော့ တို့တွေရဲ့ fund assessment အာလောက်လိုက်တာနဲ့ကျမတို့ဒီလုပ်ငန်းတွေအရက်လိုက်လို့မရတဲ့အခြေအနေဖြစ်တယ်။ဘာလို့လဲဆိုတော့ပဋိပက္ခ အဲနေရာဒေတာမှာရှိနေတဲ့သူတွေကအသက်တွေစွန့်ပြီးတော့မှဟိုအသက်တွေကိုပဒါနမထားပဲလုပ်နေတဲ့သူတွေဖြစ်တော့အော်ပိစံမရတော့လို့ဒီအလောက်ပါရက်နာမယ်ဆိုတဲ့ဟာမျိုးကျမတို့လုပ်လို့မရအောင်ပြီးရင်ကျမတို့စီကိုအကူအညီတောင်းလာတဲ့တက်ငယ်မတင်းကိစ္စတွေအရေးပေါ်ဆေးရုံတင်ရမယ့်ကိစ္စတွေအရေးပေါ်ပြန်ချုပ်ရတော့မယ့်ကိစ္စတွေပေါ့နော်ဟိုကြီးကြီးမားမားဆိုးဆိုးရွားရွားဖြစ်သွားတဲ့အမှုတွေမှာဆိုလို့ရှိရင် ကျမတို့ဒါမဖြစ်မနေဒီဒီဆေးရုံဆေးကန်းကိုအမြန်ပိုးရတော့မယ့်အချိန်မျိုးမှာဒီပိစံတွေကြောင့်ဒီ ိဆက်တွေက suspend လုပ်ခံရလို့မကူညီတော့ဘူးဆိုတဲ့ဟာမျိုးကျမတို့တွားလို့မရအောင်လုံးလို့မရအောင်ဆိုတော့ကိုကကိုဟိုတက်နိုင်တဲ့ဖက်ကနေပြီးတော့မှဒီလုပ်ငန်းတွေဆက်ပြီးလှည့်ပန်းနိုင်ဖို့အတွက်စူးစမ်းရတာတွေရှိရပေါ့နော်နောက်တစ်ခုကကြတော့ဒီ funding နဲ့ပတ်သက်ပြီးတော့မှအဓိကပို့ပြီးတော့မှ impact ဖြစ်တာကိုမြင်လာကအမထိုင်းမြန်မာနယ်စပ်တခြားမှာရှိတဲ့ဒုက္ခသည်စခန်းကသူတွေဒီဒုက္ခသည်စခန်းမှာရှိနေတဲ့သူတွေကအပြင်မှာထွက်ပြီးစီးပွားရှာလို့ရတဲ့သူတွေမဟုတ်ဘူးပြီးတဲ့ခါကျလို့ရှိရင်သူတို့ကဒီအာ နိုင်ငံတကာဒီ AIDS ကိုပဲမိခိုပြီးတော့မှဟိုနေနေကြရတဲ့သူတွေများတယ်။ဆိုတော့အခုဒီကျန်းမာရေးအခြေအနေဥပမာဆေးရုံကနေအတင်းအဓမ္မအာဆင်းလိုက်ရတဲ့သူတွေအသက်ဆုံးရှုံးရတဲ့အခြေအနေတွေပြီးတဲ့ရိခါတွေရှော့ချခံရတဲ့အခြေအနေတွေကရင်းရှိမှဒီလူတွေရဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာတွေကိုများစွာပို့ပြီးတော့မှအာထိခိုက်လာမယ်။ဒါကအထိုင်းမြန်မာနယ်စပ်ပဲရှိသေးတယ်။တချို့လုပ်ငန်းတွေဆိုရင်ပြည်တွင်းမှာကျမတို့ ဒီစစ်ရှောင်တွေကိုထောက်ပံ့နေတဲ့အကူအညီတွေအများကြီးတုံးနေတဲ့အာရန်ပုံငွေတွေဖြစ်တယ် ဆိုတော့အခုလို့ business နေ ဖြတ်တောက်လိုက်တဲ့အချိန်တွေကဒီစစ်ရှောင်တွေအတွက် ပို့ပြီးတော့မှအကူညီလက်လက်မိစရာမရှိတော့တယ်လို့ဖြစ်တဲ့ပုံမှာအစာဝတ်နေရေးအပြင်ကိုခုနပြောလို့အရေးပေါ်သူတို့လိုအပ်လာရင်ကျန်းမာရေးကိစ္စပဲဖြစ်ဖြစ်ပေါ့နော်ဒီအော်ကွန်မွန်ဆောင်တွေစစ်ရှောင်တွေနဲ့ကလေးမီးဖွားမင်းကိစ္စတွေပဲဖြစ်ဖြစ်ပို့ပြီးတော့မှလူတွေကဒီဒုက္ခတွေရောက်လာမယ်ဆိုတဲ့ဟာမျိုးကလည်းဒါဒီ suspension ရဲ့နောက်ဆက်အတွဲပေါ့နော်ကျမတို့မြင်နေရတဲ့ impact တွေဖြစ်ပါတယ်ရှင် ဟုတ်ကဲ့ပါဆရာမဒီကျွန်တော်တို့ဒီစုခန့်နဲ့ကပန်ဒရင်းအစီအစဉ်မှာဆရာမအချိန်ပေးပြီးပါဝင်ပေးတဲ့အပြင်ပြပြစုံစုံဖြည့်ကြားပေးတဲ့အတွက်မြစည်းမကိုစားကျွန်တော်ကကျေးဇူးများကြီးတင်ပါတယ်ဆရာမဟုတ်ကဲ့ပါရှင်ကျေးဇူးများကြီးတင်ပါတယ်ရှင်ဒါကတော့နှစ်ပတ်တစ်ချိန်ထုံးလွှင့်နေကြဖြစ်တဲ့မြစည်းမရဲ့စုခင်းလန်ကပန်ဒရင်းအစီအစဉ်ကိုထုံးလွှင့်တင်ဆက်ပေးခဲ့တာပါ။နောက်ပတ်တွင်မှာဘသူတွေကဘလို့စိတ်ဝင်စားစရာအကြောင်းတွေကိုတင်ဆက်ပေးသွားမလဲဆိုတာစောင့်ကြည့်ရင်းနဲ့မြစည်းမပိတ်သက်များအားလုံးပဲ ဖက်စစ်စစ်တပ်အန်ဂျီကနေကင်းဝေးကြပါစေလို့ဆုပေါင်းတောင်းပေးပါရယ်ပြန်တွေ့ပါမယ်ကျွန်တော်ခန်တွေပါ